ရခိုင်ပြည်နယ်ရဲတပ်တော်မျိုးနယ်ကိုဒီနေ့မနေ့ဆန္ဒရဝင်ကျင်းမှာစစ်ကောင်စီကပုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ကလေးငယ်နှုတ်အပါဝင်ဒေတာကန်ဆယ်ဦးကျော်တိဆုံးခဲ့ရတယ်လို့ဒေတာခန့်လေးစီကတည်ရပါတယ်။ရဲတပ်တော်မျိုးနယ်တွန်းကထုံးရုံရွာကိုဂျက်ဖိုက်တာနဲ့ပုံစံလုံးကျဲချခဲ့တာဖြစ်ပြီးတိဆုံးသူတွေထဲကကလေးငယ်တွေဟာအသက်6နှစ်နဲ့ဆန္ဒဝင်ကျင်းရွယ်တွေဖြစ်တယ်လို့သိရပါတယ်။ဒါ့အပြင်ပုံကျဲတိုက်ခိုက်ခံရမှုကြောင့်30ဝင်ကျင်းထိခိုက်ဒဏ်ရာရရှိထားပါတယ်။လက်ရှိအခြေအနေတိဆုံးသူရွယ်တွေတိုးနေဆဲဖြစ်တာကြောင့် တည်ဆုံးထိခိုက်မှုစဉ်းတိကြောက်ကိုမတိရသေးပါဘူးထုံရဝေရဟာအင်ချီနေရာကန့်ရှိပြီးဒီနေ့ပုံကျဲခံရတာကြောင့်လူနေ20ခန့်ကတစားစီပျက်စီးပြိုပြတ်သွားပါတယ်အတက်မပြည့်သေးတဲ့ကြောင်းနေရွယ်ကလေးငယ်တွေနဲ့အပြစ်မဲ့ပြည်တွေကိုစစ်ကောင်စီကလေကြောင်းကားနဲ့ပုံကျဲတိုက်ခိုက်နေတာဟာအာဏာတိမ်းပြီးနောက်ပိုင်းကလေးကပါမလီရေးပေါ်ကဲဆဲလုပ်ငန်းတွေလုံးဆောင်ဖို့စစ်ကောင်စီကအပြစ်ကရဲဆဲရေးတပ်တန်းကို မေလာကုန်ဒီထပ်မံတိုးထားပေမဲ့တိုက်ပွဲဖြစ်ပွားတာတွေမရှိပဲအပြစ်မဲ့ပြည်တွေကိုဇက်တိုက်ပုံကျဲတိုက်ခတ်နေတာဖြစ်ပါတယ်။မနေ့ကတရက်ထဲမှာတင်းသခိုင်းတိုင်းတုံးကတုံနေရနဲ့ရှမ်းပြည်နယ်မြောင်ပိုင်းကနှစ်နေရကိုပုံကျဲတိုက်ခတ်ခဲ့တာကြောင့်ကျောင်းနေရကလေးငယ်တွေအပါအဝင်အပြစ်မဲ့ပြည်သူ26ဦးကတေဆုံးခဲ့ရပါတယ်ခင်ဗျာ။